မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့ဧပြီလ14ရက်မဟာသင်းကျန်အကြတနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့နေပြည်တော်ကောင်စီအနီးကိုဗဟိုပြုပြီးဒီကနေ့မနက်မှာအင်အား register scale 4.8အင်အားအသင့်တင့်ရှိတဲ့မြင်းကလင်းလှုပ်ခတ်တဲ့တဲ့ အချမ်းပတ်စစ်တပ်ကမဟာသင်္ကြန်ကာလအတွင်းမြန်မာနိုင်ငံအနှံ့ပြားကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့တဲ့င်အပြစ်ရစဲထားတယ်လို့ကြေညာထားတဲ့ကာလအတွင်းအချမ်းပတ်စစ်တပ်ကကချင်ဒေသကိုဝိုင်းတွဲလေရင်နဲ့134ကြိမ် Jet Fighter နဲ့17ကြိမ် Drone နဲ့68ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့င်ဖာပွန်ရှည်တန်းစစ်မျက်နှာပြင်ရောက်နေတဲ့ PDF ရဲဘော်များကငလျင်ဘေးတင်ပြည်သူများအတွက်စုတောင်းပွဲပြုလုပ်တဲ့တဲ့င်မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိအောင်လှုပ်ဆောင်နေသူများကို အားပေးကူညီသွားမယ်လို့အမေရိကန်နိုင်ငံသားကြီးဝင်ကြီးပြောကြားလိုက်တဲ့သတင်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခုကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်သတင်းတွေပဲဖြစ်ပါတယ်။ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ကောင်စီအနီးကိုဗဟုပြုပြီးဒီကနေ့မနက်မှာအင်အား register scale 4.8အင်အားအသင့်တင့်ရှိတဲ့မြင်းငလင်လှုပ်ခတ်တဲ့သတင်းပါ။ နေပြည်တော်ကောင်စီဒက္ခိဏသီရီမြို့နယ်အနီးကိုဒီကနေ့မနက်မှာအင်အားရစ်စတာစကေး၄.၈အအသင့်တင့်ရှိတဲ့မြေငလျင်လှုပ်ခတ်သွားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးရနေရဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။နေပြည်တော်ကောင်စီဒက္ခိဏသီရီမြို့နယ်အနီးကိုမြေအောက်အနက်၈.၆ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရစ်စတာစကေး၄.၈အင်အားအသင့်တင့်ရှိတဲ့မြင်းကလေးဟာဒီကနေ့မနက်၂:၃၂မိနစ်မှာလှုပ်ခတ်ခဲ့တယ်လို့ဝန်ကြီးဌာနကအတည်ပြုထားတာပါ။ ဒါအပြင်ဧပြီလ23ရက်မြမစံတော်ချိန်နနက်8:54မိနစ်မှာမန္တလေးတိုင်းဝမ်းရွှင်းမြို့နယ်အနီးကိုမြေရောက်အနက်30ကီလိုမီတာကိုဗဟိုပြုပြီး Rista Scale 9.9အဆင့်အင်အားအတင်းတင်းရှိတဲ့မြေလင်းတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။စကိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလျင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရများနဲ့အညီနေထိုင်ကြရန်အတွက်လည်းထပ်မံအသိပေးထားပါတယ်။ ဆလတ်တင်ဆက်ပေးမဲ့သတင်းကတော့အကြံဖတ်စစ်တပ်ကမဟာသင်္ချန်ကာလအတွင်းမြန်မာနိုင်ငံအနှံ့ပြားကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့သတင်းပါအကြံဖတ်စစ်တပ်ကမဟာသင်္ချန်ကာလအတွင်းမှာမြန်မာနိုင်ငံအနှံ့ပြားကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကိုစစ်စစ်တွေ့ရှိရပါတယ်မဟာသင်္ချန်အကျုံနေမှာရခိုင်ပြည်နယ်အတွင်းကကြောက်တော်မြို့ချင်းပြည်နယ်အတွင်းကမင်းတပ်မြို့စကိုင်းတိုင်းအတွင်းကဝင်းသူမြို့နယ်ကောလင်းမြို့တို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါ မာအတင်းကျန်အကြာနေဖြစ်တဲ့ဒီကနေ့မနက်ပိုင်းမှာတော့ကဏီမျိုးကိုလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဝင်းတိုမျိုးနယ်ကိုအကြမ်းဖက်စစ်တပ်ကမနေ့ကည9နာရီအချိန်ခန့်မှာလေချောင်းကနေတိုက်ခိုက်မှု3ကြိမ်ပြုလုပ်ခဲ့ရာညောင်မင်းသာအုပ်စုညောင်နောင်ရွာအတွင်းကဖုံးတော်ကြီးကြောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။လူသေဆုံးမှုမရှိပါဘူး။ဆရာတော်တပါးဒဏ်ရာရတယ်လို့ calling info ရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။အဆိုပါလေချောင်းတိုက်ခိုက်မှုအတွင်းညောင်တောင်ရွာဂျိုးတောင်ဈေးနဲ့ တောင်မကြီးတောင်ချေတို့ကိုဘုံကြရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အကျန်းဖတ်စစ်တပ်ကမဟာတင်းကျန်အကျုံနေမှာကြောက်တော်မျိုးကိုမနက်9:28မိနစ်အချိန်မှာ Jet Fighter နဲ့တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်အများပြားပျက်စီးခဲ့ရပြီးဒေသခံ3ဦးဒဏ်ရာရရှိခဲ့ပါဗျ။အဲ့ဒီနေ့မှာပဲချင်းပြည်နယ်မင်းတပ်မျိုးကို Jet Fighter နဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့ရာမျိုးမနှစ်ချင်းဖျားเจ้าပေါ်ကြောက်ရောက်ပြီးဖျားเจ้าပြိုကျပျက်စီးခဲ့ရပါဗျ။ အချမ်းပတ်စစ်တပ်ကဒီကနေ့မဟာအသင်းကျန်အကြနေ့မနက်9:00နာရီခန့်မှာကဏီမြို့ကို Jet Fighter ဝိုင်းတွဲအပြင်စစ်တပ်လေတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်ပြည်သူတွေတိတ်ဆုံးတန်ရာရတယ်လို့ကနဦးသိရပေမဲ့အရေးအတွက်ကိုတော့စုံစမ်းနေဆဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမယ့်သတင်းကတော့အပြစ်ရစဲထားတယ်လို့ကြေညာထားတဲ့ကာလအတွင်းအကြမ်းဖက်စစ်တပ်ကကချင်ဒေသကိုဝိုင်းတွဲလေရင်နဲ့134ကြိမ် ဂျက်ဖိုက်တာနဲ့ဆက်တဲ့ကြိမ်ဒရုန်းနဲ့68ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့တင်ပါကချင်လွတ်လပ်ရေးတပ်မတော် KNY ဘက်ကအပြစ်ရစဲထားတယ်လို့ကြေညာထားတဲ့ကာလအတွင်းမှာအကြမ်းဖက်စစ်တပ်ကကချင်ဒေသကိုဝိုင်းတွဲလျင်နဲ့134ကြိမ်ဂျက်ဖိုက်တာနဲ့ဆက်တဲ့ကြိမ်ဒရုန်းနဲ့68ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျဒီတစ်ပတ်အတွင်းစစ်ကောင်စီကတိုက်ပွဲနေရာတွေသာမက KNY ဦးနယ်မြေမှာ ဝိုင်တွဲလေရင်နဲ့134ကြိမ် jet fighter နဲ့71ကြိမ် drone နဲ့68ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့လက်နက်ကြီး294ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်လို့ KIU KIA သတင်းပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ခဲ့တာပါ KIU ပူပေါင်းတပ်ကဗမော်မျိုးနယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းအများအပြားကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးတော့ကြံရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စကခ27ဌာနချုပ်အပါဗမော်မျိုးကိုအလုံးစုံသိမ်းပိုက်နိုင်ရေးဆက်လက်ကြိုးပမ်းနေစေဖြစ်တယ်လို့လည်းအတည်ပြုထားပါတယ်ဒါအပြင်အကြံဖက်စစ်တပ်နဲ့ပြည်သူစစ်တွေဟာ မဟာတင်းကျန်အကျိုးနည်းဖြစ်တဲ့မနေ့ကမနက်10နာရီဝန်းကျင်ခန့်မှာလဝါကျေးရွာနားမှာရှိတဲ့ခွန်စာရန်ကျေးရွာအနီးကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ခုခံစစ်နဲ့တိုက်ခိုက်နေရပြီးတိုက်ပွဲတွေဖြစ်ပွားနေခဲ့တယ်လို့လည်း KIU KIA သတင်းပြန်ကြားရေးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဖာပွန်ရှီတန်းစစ်မျက်နှာပြင်ရောက်နေတဲ့ PDF ရဲဘော်များကငလျင်ဘေးတင့်ပြည်သူများအတွက်စုတောင်းပွဲပြုလုပ်တဲ့သတင်းပါ။ မျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနတောင်ပိုင်းစစ်ဒေသစစ်စင်ရေးနယ်မြေတအမှတ်28ဘူဟာကုကဲမှုအောက်မှာရှိတဲ့ဖာပွန်ရှည်တန်းစစ်မျက်နှာပြင်ကိုရောက်နေကြတဲ့ PDF တပ်ရင်းတပ်ဖွဲ့စစ်ကြောင်းများရှိရဲဘော်များကငလျင်ဘေးတင်ပြည်သူများအတွက်စုတောင်းပွဲကိုပြုလုပ်ခဲ့ကြပါတယ်။ဖာပွန်စစ်မြေပြင်ရောက်ရဲဘော်များကငလျင်တန်တဲ့ပြည်သူများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန်တပ်စွမ်းသမျှလှုပ်ဆောင်သွားမယ်လို့အတည်ပြုပါတယ်။ ်ဆရာနာရှင်စနစ်အမြင့်ပြည့်ရေးအတွက်လည်းပြည်သူခုခံတွန်းလှန်စစ်ကိုအဆုံးတိုင်ဆောင်ရွက်သွားမယ်လို့ကတိပြုပြောဆိုခဲ့ပါတယ်ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းရှိမြို့ကြီးများကိုစစ်စင်ရေးဖော်ဆောင်နိုင်ရန်လိုအပ်တဲ့ drone လက်နက်ခဲယမ်းများဖြည့်တင်းဖို့ရည်ရွယ်ပြုလုပ်နေတဲ့မြို့ပြနေတန်းကမ်ပိန်းမှာပါဝင်အားဖြည့်ပေးကြဖို့လည်းဖိတ်ခေါ်ထားပါဗျ။ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိအောင်လှုံ့ဆော်နေသူများကို အားပေးကူညီသွားမယ်လို့အမေရိကန်နိုင်ငံသားကြီးဝန်ကြီးပြောကြားလိုက်တဲ့သတင်းပါမြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိအောင်လှုပ်ဆောင်နေသူများကိုအားပေးကူညီသွားရန်တန်နိုင်ငံချထားတယ်လို့အမေရိကန်နိုင်ငံသားကြီးဝန်ကြီးမာကိုရူဘီရိုကပြောကြားလိုက်ပါတယ်အတားတကြံနဲ့နှစ်သက်ကူအခါသမယအတွက်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံကစုမုံကောင်းတောင်းလှထုတ်ပြန်ရမှာအခုလိုထည့်သွင်းပြောကြားထားတာပါ မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိရန်လှုပ်ဆောင်နေသူများကိုအားပေးကူညီသွားရန်မိမိတို့ဆက်လက်တန်ဋိဌံချထားပြီးဒေတာတွင်ငင်းချမ်းရင်းနဲ့လုံခြုံရေးတို့အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားကြီးဝန်ကြီးမာကိုရူဘီရိုကပြောကြားခဲ့တာပါ၂၀25ခုနှစ်နှစ်သက်ကူးမှာမြန်မာပြည်သူများအားလုံးမျှော်လင့်ချက်နဲ့တတိခွန်အားများအားလုံးတည်ဆောင်းလာပါစေလို့အမေရိကန်နိုင်ငံသားကြီးဝန်ကြီးကရန်ကုန်မြို့ US တန်ယုံကနေတဆင့်ဆုတောင်းပေးထားပါဗျာ မလ28ရက်နေ့ကငလျင်ပြည်ဝမ်းနည်းပူဆွေးမှုနဲ့ပျက်စီးဆုံးရှုံးမှုများတွေ့ကြုံခဲ့ရတဲ့လူပေါင်းများစွာနဲ့အတူအမေရိကန်ပြည်တော်စုကလည်းတပေါင်းတစ်စီးတည်းရှိနေတယ်လို့ဆိုပါရယ်အသက်ကယ်ဆယ်ရေးဆိုင်ရာလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်တာနဲ့ပြည်လဲထူထောင်ရေးဆိုင်ရာကြိုးပမ်းမှုများကိုပေးအပ်ရမှာနိုင်ငံတကာအသိုက်အဝန်းနဲ့ဆက်လက်ပူးပေါင်းသွားမယ်လို့ပြောပါရယ် အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချီးမုံကြီးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မျိုးနယ်မှာအွန်လိုင်းလွှင့်မြီတောင်းတွင်းဒီတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကအွန်လိုင်းလွှင့်မြီတောင်းတွင်းဒီတပိတ်စစ်ကြောင်းနဲ့ Don't Support မြန်မာ Hunter ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေကနေမည်မငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ပိတ်ကိုနေစဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့ဧပြီလ14ရက်နေ့သတင်းတွေနဲ့လူထုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဂျေဇူးတင်ပါတယ်ခင်ဗျာ။